ရွှေညောင်မင်းဆိုတဲ့ရောင်ငယ်လေးတရာမှာအဖေါ့တူနေထိုင်ပါတယ်။သူမကအရန်ကိုကျင်တာတက်ပြီးဉာဏ်ပညာလည်းကြီးတယ်လို့အမြဲတမ်းလည်းပျော်ရွှင်နေတတ်ပါတယ်။ရွာထဲမှာရှိတဲ့လူတွေက အဖေါ့ကိုအရန်ချစ်ခင်ကြပြီးပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာလည်းအကျဉာဏ်တောင်းဖို့ဒါမှမဟုတ်တိုင်မစားရှိတဲ့အခါမှာလည်းအဖေါ့စီကိုပဲရောက်လာတတ်ကြပါတယ်။တနေ့မှာတော့ရွာထဲကလူငယ်တယောက်ကအဖေါ့စီကိုရောက်လာခဲ့ပါတယ်။ လူငယ်ကအဖေါ်ကိုပဲချိန်မဲ့ကြည့်ကြည့်အမြဲတမ်းပျော်နေတာပဲမြင်နေရတယ်။အဖေါ်မှာဝမ်းနဲ့ဆရာကိစ္စတွေမရှိဘူးလား။ပြီးတော့ပြောစရာမကောင်းတဲ့ခံစားချက်တွေရောဘယ်တော့မှမခံစားရဘူးလားလို့မေးလိုက်ပါတယ်။အဖေါ်ကညှက်သားစွာပြောလိုက်ပြီးဒီမဲ့ငါမြေဘဝဆိုတာကအမြဲအတက်ကြွနေနဲ့ပြည့်နေတာပါ။တချို့နေ့တွေမှာကံကောင်းတာတွေကြုံရတယ်လို့တချို့နေ့တွေမှာကံဆိုးတာတွေကြုံရတတ်တယ်။ဒါပေမဲ့ပျော်ရှင်မှုဆိုတာ ပေါင်းခြင်းကရရကြောင့်ဖြစ်လာတာမဟုတ်ပဲကိုယ်တွင်စိတ်ကလာတယ်ဆိုတာကိုအဖွာသိလာခဲ့တဲ့နေ့ကစပြီးအခုလိုပျော်ပျော်နေတက်လာခဲ့တာပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီစကားကိုကြားတဲ့အခါလူငယ်ကအဖွာပြောတာဘာကိုဆိုလိုတာလဲဗျ။ဘဝမှာကန်ဆွတ်လာတဲ့ကြုံလာတဲ့အခါဒါမှမဟုတ်ဝမ်းနဲ့စရာတစ်ခုဖြစ်လာရင်ဘယ်လိုလိုပျော်ရွှင်နိုင်တော့မှာလဲလို့မေးလိုက်ပါတယ်။အဖွာကလူငယ်ကိုလွန်ခဲ့တဲ့နှစ်တွေတုန်းကအဖွာမိသားစုမှာခင်မွန်းရဲ့ အဖွားရဲ့ကလေးတွေရရှိခဲ့တယ်။အဖွားတို့ကအယမ်းချမ်းသာခဲ့တာမဟုတ်ပေမဲ့ကြော်စရာကောင်းတဲ့မိသားစုလေးတစုပါပဲ။နေ့ရက်တိုင်းကိုစိတ်ချမ်းမြေ့စွာနဲ့ကြော်ပြဲခဲ့ကြတယ်။ဒီလိုနဲ့တနေ့မှာတော့အဖွားရဲ့ခင်မုန်းဟာအယမ်းဖြားပြီးနေမကောင်းဖြစ်လာခဲ့တယ်။မြို့ကဆေးရုံနဲ့လည်းအယမ်းဝေးတော့တရတဲ့လောက်ရွာသားကဆေးစရာတွေကကုတပေးကြပေမဲ့တပတ်လောက်ကြာတဲ့အထိမတက်တာလာခဲ့ဘူးအဖွားတို့တက်တိုင်တာတွေအကုန်လောက်ခတ်ကြပေမဲ့ ။နောက်ဆုံးမှာတော့အဖွားရဲ့ခင်မွေးဖြစ်သူဟာဆုံးပါသွားခဲ့တယ်။အဲ့ဒီနေ့ကအဖွားဘဝမှာဝမ်းနည်းရဆုံးနဲ့မမေ့နိုင်တဲ့နေ့တစ်နေ့ပါပဲ။နေ့ရက်တိုင်းမှာအဖွားဟာခင်မွေးဖြစ်သူကိုတတိယစိတ်နဲ့ငုံနေခဲ့ပြီးနောက်ထပ်ဘယ်တော့မှလည်းပျော်ရှင်နိုင်တော့မှမဟုတ်တော့ဘူးလို့ထင်ခဲ့မိတယ်။လူငယ်လေးကအဖွားကိုဆက်ပြောတာကိုဂီယူဒ်ဆိုင်နားထောင်နေပါတယ်။အချင်းကြလာတော့အဖွားတိလာခဲ့ရတယ်။တစ်ချိန်လုံးဝမ်းနဲ့ပူဆွေးနေတာက ဖွားရဲ့ခင်မဖြစ်သူကိုပြန်ခေါ်လာနိုင်မှာမဟုတ်ဘူးဆိုတာပါပဲအဖွားရဲ့ကလေးတွေကိုလည်းပြုစုဆောက်ရှောက်ရအောင်မယ်ပြီးတော့အတိတ်ကိုမေ့လိုက်ပြီးအနာဂတ်မှာပျော်ရွှင်နိုင်မယ့်နည်းလမ်းကိုလည်းဆရာရမယ်ဆိုပြီးကိုကုတ်ကိုတတိပေးလိုက်တယ်နောက်ရက်ဒီမှာတော့အဖွားဟာကိုဘွားကိုလက်ခံပြီးကောင်းမွန်တဲ့ရှိတော်ကနေမြင်လာခဲ့တယ်ဘွားမှာကောင်းမွန်တဲ့အခါရှိသလိုဆိုးတဲ့အခါတွေလည်းအမျက်ရှိနေမှာပဲဆိုတာကိုနားလည်လာခဲ့တယ်ပြီးတော့ကန်ဆိုးတာတွေပဲတွေ့နေမိကြကြောင်း ပျော်ရွှင်မှုတွေကိုပျောက်ဆုံးခဲ့ရတယ်။ဒါကြောင့်အဖွားရဲ့ပျော်ရွှင်မှုတွေကိုဘယ်လိုကန့်ဆုံးမှုတွေကမှလူယူဖို့ခွင့်ပြုတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဆိုပြီးလူငယ်ကို ရှင်းပြလိုက်ပါတယ်။အဲ့ဒီအခါလူငယ်ကအာဟာသစ်စွာနဲ့အဲ့ဒါဆို အဖွားဘယ်လိုများလောက်ခဲ့တာလဲဆိုပြီးမေးလိုက်ပါတယ်။အဖွားကမနက်ခင်းအရာကနိုးလာတဲ့အခါတိုင်းအဖွားကိုကိုကိုပြောလိုက်တယ်။ဒီနေ့ဟာနေ့တည်တစ်ခုဖြစ်ပြီး ပျော်ရွှင်စရာတစ်ခုခုကိုမရှာနိုင်လိမ့်မယ်။ပြီးတော့လောကကြီးကိုထပ်ပြီးမြင်တွေ့ခွင့်ရတဲ့အတွက်ငါဟာကံကောင်းတဲ့လူတစ်ယောက်ပဲဆိုပြီးတွေးလိုက်တယ်။တချို့နေ့တွေမှာဝမ်းနည်းစရာတွေမတွေ့မိအောင်ထွက်သစ္စာနေအောင်ကြီးပွင့်နေတဲ့ပန်းလေးတွေကိုကြည့်ပြီးစိတ်အေးချမ်းအောင်နေရတယ်လို့ပြောလိုက်ပါတယ်။လုံငယ်ကအဖအောင်ပြတာကိုစဉ်းစားလိုက်ပြီးဒါပေမဲ့ကံစုံမှုတွေကဇက်တိုက်ဖြစ်ပြပြီး ကြုံနေရရင်ဘယ်လိုလုပ်ဆက်ပြီးပြောရှင်းနိုင်အောင်မလဲလို့မေးလိုက်ပါတယ်။အဖေကအဲ့လိုအချိန်တွေမျိုးမှာဆိုရင်တော့ကိုကိုကိုဘလောက်ပဲဆိုးရတဲ့အရာတွေပဲဖြစ်ပါစေအချိန်တန်ရင် ပြီးဆုံးသွားပါပဲဆိုပြီးပြန်တရီပေးလိုက်တယ်လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါလူငယ်ကဆိုးရတဲ့အချိန်တွေလဲထာဝရတရှိနေမှာမဟုတ်တလို့မကောင်းတာတွေဖြစ်လာရင်လဲသူ့ဘာသာသူ ပြီးဆုံးသွားလိမ့်မယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဖေကဆက်ပြီး ကိုဗာရှိနေသေးတဲ့ကောင်းတဲ့အရာတွေပေါ်မှာအယုံဆိုင်ဖို့ကလည်းလိုအပ်တယ်။ဥပမာ ကျမ်းမာရေးမိစေပေါင်းတဲ့နေဒါမှမဟုတ်လက်ရှိရှိနေသေးတဲ့ကိုယ့်ရဲ့မိသားစုတွေပေါ့။ပျော်ရွှင်မှုဆိုတာတကယ်တမ်းမှာတော့ရွေးချယ်မှုတစ်ခုပါပဲ။ဆိုးတဲ့အရာတွေပေါ်အယုံဆိုင်ပြီးဝမ်းနည်းနေတာကိုရွေးချယ်နိုင်သလိုကောင်းတဲ့အရာတွေကိုရှာပြီးပျော်ရွှင်နေတာကိုလည်းရွေးချယ်နိုင်တယ်။အစာအဝိုင်းမှာကောင်းတာတွေကိုကြည့်တတ်ဖို့ကလွယ်ကူတဲ့အလုပ်မဟုတ်ပေမဲ့တပြေးပြေးချင်းလုပ်မယ်ဆိုရင်တော့ လုပ်လို့ရပါတယ်လို့တရားရှင်းပြလိုက်ပါတယ်လူငယ်ကအဖအိုရဲ့ညမညာရှိတဲ့စကားတွေကြားရတဲ့အခါခေါ်အားတွေရလာခဲ့ပါတယ်ကျေးဇူးတင်ကားပြောပြီးသူ့အိမ်ကို ပြန်လာခဲ့လိုက်ပါတယ်အဲ့ဒီကစားပြီးလူငယ်ဟာအဖအိုရဲ့အကြံပေးချက်အတိုင်းဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကောင်းတဲ့ရာတစ်ခုကိုရှာဖို့ကြိုးစားခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူ့ဘဝဟာပိုကောင်းလာတယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။တခုခုမှိုင်းသွားတဲ့အခါမျိုးမှာတော့အပြုသဘောဆောင်ပြီးအရာရာတိုင်းမှာပျော်ရွှင်မှုကိုရှာဖွေနိုင်ခဲ့ပါတယ်။ပျော်ရွှင်မှုဆိုတာကကိုယ့်ရဲ့ဘဝမှာဘာတွေပိုင်ဆိုင်ထားလဲ။ဒါမှမဟုတ် ကိုကုလက်ရှိဘာတွေဖြစ်နေလဲဆိုတာနဲ့မဆိုင်ပဲကိုယ့်ဘဝကိုဘယ်လိုမြင်သလဲဆိုတာနဲ့တက်ဆိုင်နေဆိုတာကို နားလည်ကြဖို့လိုအပ်ပါတယ်။ကိုယ့်ဘဝကိုအမြဲတမ်းကစိုးနေတာပဲ။ဘာမှပျော်ရွှင်မှုတွေလည်းမရှိဘူးလို့ခံယူထားရင် ဘယ်တော့မှပျော်ရှင်တဲ့ဘဝကိုရရှိနိုင်မှာမဟုတ်ပါဘူးပျော်ရှင်မှုဆိုတာအတွင်းစိတ်ကနေလာတဲ့ရွေးချယ်မှုတစ်ခုပါပဲဘဝကဘလောက်ပဲခက်ခဲပါစေစိတ်ဆင်းရဲစရာတွေရှိနေတဲ့အချိန်မျိုးမှာတော့ပျော်ရွှင်မှုကိုရှာနိုင်ပြီးကောင်းတဲ့အရာတွေပေါ်အာရုံစိုက်ဖို့ရွေးချယ်နိုင်ပါတယ်ဘဝရဲ့စင်ကုန်မှုတွေကအချိန်တိုင်းပြီးဆုံးသွားမှာဖြစ်ပေမဲ့အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည့်ရှုတတ်မယ်ဆိုရင်တော့သင်ဟာအမြဲတမ်းပဲစိတ်ချမ်းသာစွာနဲ့ပျော်ရှင်တဲ့ဘဝကို ထာဝရရရှိနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကို အမြဲတမ်းတစ်ဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်သွားပေးဖို့အကြံပြုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။